ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့စနေနေ့မှာဆိုလို့ရှိရင်တော့ဒါ Premier League ပွဲစဉ်တွေအပြင်ပေါ့နော်တခြားသော League ပွဲစဉ်တွေအများကြီးရှင်မြန်ကစားဖို့ရှိပါတယ်ဆိုတော့အထုံးစံတိုင်းကျွန်တော်ပွဲကြိုသုံးသပ်ရွေးချယ်မှုလေးပြုလုပ်ပေးခြင်းပါတယ် ဆိုတော့ရှေ့ရမှာတော့ကျွန်တော်ဒါပွဲစဉ်ရှေ့ရပေါ့နော်အတင်းကြီးတွေရဲ့ပွဲစဉ်ကိုတော့ကျွန်တော်ပွဲကြီး30ချက်လုပ်ပေးထားတယ်အဒီမှာတော့ကျွန်တော်လူတိုရှင်းရွေးချယ်မှုလေးပေါ့နော် free ပွဲစဉ်လေးနှစ်ပွဲကျွန်တော်ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်အကျန်ရှိနေတဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်ရဲ့ member group လေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ် okay ဆိုတော့ကျွန်တော်ဒီနေ့ရွေးထားတဲ့ပွဲစဉ်ကတော့အစောပိုင်းပေါ့နော် forest နဲ့ဒါ chassis တင်းရဲ့ပွဲစဉ်မှာအညနေ6နာရီမှာရှင်ပိုင်ကစားမယ့်ပွဲစဉ်လေးကိုတုံးသက်ပေးကြည့်ပါရစေ။ဆိုတော့ဒီပွဲစဉ်ကတော့ The City Ground Forest အိမ်ကွင်းမှာရှင်ပိုင်ကစားမှာဖြစ်တယ်။နီးပြပိုစတီကိုဂလူးရဲ့ အဲနောက်ဆုံးပွဲစဉ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗောနော်ဒီပွဲစဉ်ကိုဒါရလမကောင်းဆိုလို့ရှိရင်တော့နီးပြပိုစတီကိုဂလူးအနေနဲ့ထုတ်ပယ်ခံရနိုင်ပွဲရှိတယ်။ Nottingham Forest ရဲ့နောက်ဆုံး၅ပွဲရလကတော့မကောင်းတာဘူး။ကျွန်တော်ဒါနောက်ဆုံး၃ပွဲစားမှာဆိုလို့ရှိရင်လည်း၃ပွဲစလုံးရှုံးထားတာမျိုးရှိတယ်။လက်ရှိအမှတ်ပေးစရာမှာဆိုလို့ရှိရင်လည်းအဆင့်၁၈ရောက်နေတယ်ဆိုတော့ Forest ကတော့ဒီအဒီမှာတော်တော်လေးရလဆိုးဝါးနေလို့ပြောရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်ပိုစတီကိုဂလူးအနေနဲ့အင်ကွင်းပရိသတ်တွေစိတ်ကျဉ်းနှံမှုရအောင်အဲဒီပွဲစဉ်မှာအတင်းကြီးချက်စီးအတင်းစီကရမှတ်ခွဲယူနိုင်မလားဒါလေးကတော့တစ်ချက်စိတ်ဝင်စားဖို့ စိတ်ဝင်စားဖို့ရဆောင်ကြည့်ရမှာလည်းဖြစ်ပါတယ်တဖက်မှာ Chelsea တင်းရလည်းအတင်းရဲ့နီးပြ Maras ကပွဲပယ်ခံထားရတာဖြစ်တဲ့အတွက်ကိုဒီနေ့ပွဲစဉ်မှာတော့ဒါလက်ထောက်နီးပြ Cavallaro နဲ့ပွဲထွက်လာဖို့တော့ရှိတယ်ပြီးရင်ကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်လည်း Anzo Fernandez ကလွဲချော်နိုင်ပွဲတော့ရှိပါတယ်ဆိုတော့လက်ရှိကျွန်တော်အာရှရဲ့အကြောပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Chelsea တင်းရဒါအတင်းကြီးဖြစ်တဲ့အဝေးကွင်းဆိုတော့ညာလည်း 1+90 လောက်တော့အကျော်ပေးထားတာမျိုးရှိတယ်။အာကုပေါင်းကြီးအနေနဲ့ကတော့အသုံးလုံး +30 ဆိုတာမျိုးလေးအကျော်ပေးထားပါတယ်။ဆိုတော့ အော်ဘော်ရီဂျေးကတော့အရင်ကြီးတော့ကျွန်တော်အားမရဘူးဗျ။ချက်စီးအနေနဲ့ဒါနီးပြအဇိုမာရက်စကာကအဲတာဝန်ယူကင်တွယ်မဲ့ပွဲစဉ်လည်းမဟုတ်ဘူးပြီးတော့ဒါကွင်းလယ်ပိုင်းမှာပြဿနာရှိသလိုခံစစ်ပိုင်းမှာလည်းပြဿနာလေးရှိတယ်။ injury ပြဿနာလေးပေါ့နော်ချက်စီးတင်ရ။ဆိုတော့အာဘော်ရီထက်စားလို့ရှိရင်တော့ကျွန်တော်ဂိုးပေါင်းအပေါ်လေးကိုတော့ပို့ပြီးတော့ကြိုက်တာမျိုးတော့ရှိတယ်။ဆိုတော့ Forest အနေနဲ့ကလည်းမဖြစ်မနေအင်ဂွင်းပြိတ်သက်တွေရှေ့မှာဒါလုံးဝ နိုင်ပွဲပြန်ရဖို့ကြိုးစားလာမယ့်အနေအထားချက်စီအသေးအနေနဲ့လည်းတိုက်စစ်ပိုင်းရတာပုံမှန်တွင်းကူတွေရရှိနေတာဖြစ်တယ်။ဒီပွဲစဉ်မှာတော့ကျွန်တော်စိတ်ထင်အပြန်လန်တွင်းကူလေးတွေကိုမြင်တွေ့ရမယ့်ပွဲစဉ်လို့တော့ကျွန်တော်ထင်တယ်။ဥရောပဝင်ယူအရာလည်း Bolton to score yes ကို1.5လောက်သာပေးထားတာဖြစ်တဲ့အတွက်ကိုဒါ Forest လည်းကိုးရနိုင်ပွဲရှိတယ်။ချက်စီလည်းကိုးရနိုင်ပွဲရှိတဲ့အနေအထားမှာဒါ1-1ဆိုတဲ့ရလဒ်မျိုးလောက်ကနေစကြည့်ရမယ့်ပွဲစဉ်လို့တော့ထင်ပါတယ်။ဒါကြောင့် Bury ကြီးထက်စားလို့ရှိရင်တော့ကိုပေါင်းအပေါ်လေးနဲ့ရင်ခုန်တာကတော့ပို့ပြီးတော့တင့်တော်မယ့်ပွဲစဉ်လို့တော့ကျွန်တော်ထင်ပါတယ်။ဒါကတော့ အဲ forest နဲ့ချက်စီးပွဲစဉ်အပေါ်ကျွန်တော်ရဲ့အမြင်30ချက်လေးပဲဖြစ်ပါတယ်ညနေ6:00နာရီမှာရှင်မန်ကစားသွားမှာလည်းဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်ကတော့ပွဲကောင်းပါပဲစနေနေ့ရဲ့နောက်ကျပွဲစဉ်တပွဲ7:00နာရီမှာရှင်မန်ကစားမယ့်ပွဲစဉ်ဖူဟန်တင်းရဲ့အင်ဂွန်ကရာဝမ်ကော့တေ့ချ်မှာရှင်မန်ကစားမယ့်ပွဲစဉ်ဖူဟန်နဲ့အာစနယ်တင်းရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်မှာတော့အာစနယ်တင်းကတော့ဒါဖူဟန်ကွင်းဆိုတော့ညာလဲနိုင်မိုးရရှိဖို့အတွက်ရာခိုင်နှုန်းတော်တော်လေးကိုညားပါတယ်ပြီးတော့တစ်ဖက်မှာကျွန်တော်တို့လီဗာပူးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲကျက်နေတာဖြစ်တဲ့အတွက်ဒီအခွင့်အရေးကိုအာဆင်နယ်အသင်းအနေနဲ့အကောင်းဆုံးအမိရာဆုတ်ကောင်ရေးလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဖူဟန်နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာဆိုလို့ရှိရင်တော့ဒါဂိုးပြတ်တည်းပဲရှုံးလာတယ်။ဗီလာကို3-1နဲ့ရှုံးတယ်။ပုံမောက်ကို3-1နဲ့ရှုံးလာတာဖြစ်တဲ့အတွက်နောက်ဆုံးနှစ်ပွဲရလက်ကတော့ဖူဟန်ကတော့လုံးဝရလက်ပိုင်းမကောင်းတော့ဘူး။ဆိုတော့ကရာဗန်ကော့တေ့ချ်ဖြစ်ပေမဲ့လက်ရှိဒါအာဆင်နယ်အသင်းအနေနဲ့ဒီပွဲစဉ်ကိုအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့အမှတ်ပေးစရာကိုဆက်ပြီးဥဆောင်နိုင် မှာဖြစ်တဲ့အတွက်ပေါ့နော်အာဆနယ်တင်းရပဲအတင်းကြီးပြီးပြီးအဝေးဝင်းကနေပြီးတော့1-30ဆိုတာမျိုးလေးအကျော်ပေးလာတယ်ကိုပေါင်းကြီးရတော့ဒါ3လုံး plus 90ဆိုတာမျိုးလေးအကျော်ပေးလာပါတယ်ဆိုတော့ဒီအကျော်ပေးမှုကလည်းဒါမျှတရလို့ပြောရမှာလည်းဖြစ်ပါတယ်။အာဆနယ်အနေနဲ့ကဒီယာဒီမာဒါပရီးမီးယားလိနဲ့ချန်ပီယံလိကိုရရှိနိုင်ဖို့ရေပန်းစားနေတဲ့အသင်းဖြစ်တဲ့အနေအထားပေါ့နော်။ဒီလိုအနေအထားမှာအာဆနယ်အသင်းနေနဲ့အာ ဖူအန်အင်ကွင်းဆိုပေမဲ့လည်းအမားခံမှာတော့မဟုတ်ဘူးတစ်ဖက်မှာကျွန်တော်ရှင်းရပြလို့လီဗာပူးတင်ပွဲချက်နေတဲ့အနေထားမှာတော့အာဆင်နယ်အသင်းအနေနဲ့ဒါ110ရှုံးဆိုတာကတော့မျှတတဲ့အကျိုးပေးမှုလို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာတော့အာဆင်နယ်ကိုပဲဒါရွေးချယ်တင်တယ်လို့တော့ထင်တယ်။အဂိုးပေါင်းရဆိုလို့ရှင်တော့ဒါဥရောပဝင်ရိုးတွေအရာပေါ့နော်။ဘွန်ဒီတူစကိုယက်စ်ကိုနှစ်ဆကြော်ကြော်ပေးရတာဖြစ်တဲ့အတွက် ဒါဂိုးနဲ့နိုင်ပွဲရှိရပွဲစဉ်လို့တော့ကျွန်တော်ထင်တယ်အာဆင်နယ်တသင်းပဲဂိုးသွင်းနိုင်ပွဲရှိတယ်လို့တော့သုံးသပ်လို့တော့ရပါတယ်ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်အာဆင်နယ်နဲ့အာဂိုးအနည်းပေါ့နော်ဂိုးအောက်ကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ်ဒါကတော့စနေနေ့မှာချန်ပီယံကစားမယ့်ပွဲစဉ်တွေကအကောင်းဆုံးပွဲစဉ်လေးနှစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးခဲ့တာလည်းဖြစ်ပါတယ်ကျန်ရှိနေတဲ့ပွဲစဉ်တွေကိုတော့ member crew လေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ် Fiverr နံပါတ်လေးလည်းချပေးထားပါတယ် join လို့ရပါတယ်ဆိုတော့ကြည့်ရှုပေးကြတဲ့ညီကိုတွေတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ